ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူရှားတဲ့ပြည်ရင်းပြပါစေဝန်ဆောင်ဖရဲတဲ့င်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြစ်တီကိုပါထားရမြန်မာလောက်သားများကိုအထူးအခွင့်အရေးတရအနေနဲ့ရှောက်လာတဲ့တန်းထထုတ်ပေးမယ်တဲ့ပြားကောင်ရဲ့တန်းကိုကျွန်လွတ်သွားတာကြောင့်သတိပေးချက်ထုတ်ပြန်လိုက်တဲ့တဲ့ရှောက်တဲ့တမီကိုရောင်းစားခဲ့တဲ့မိဘနှံကိုထောင်းနှံတဲ့တန်းရှောက်မှတ်လိုက်တဲ့တဲ့ ရှမ်းပြည်နဲ့တမိုင်းမှာကိုပြည့်စုံရလန်နဲ့ PSD ရှမ်းပြည်စုစုကူခဲ့တဲ့တင်ပါဝဲအစားရှိတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖွဲ့တဲ့တင်တွေကိုတက်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်ဝင်တဲ့တပုတ်ကိုတင်ဆက်ပေးကြပါတယ်။ထားရမြန်မာလူသားများကိုအထူးခွင့် ရေးအနေနဲ့ရှောက်လာတဲ့တန်ထထုတ်ပေးမယ်လို့သိရပါတယ်။ဒီသတင်းကိုတော့မြန်သူသူကပေးပို့လာတာပါ။ ထိုင်းနိုင်ငံအလုပ်သမားဝင်ကြီးဌာနမှမြန်မာအလုပ်သမားတက်တက်သမားရှင်းတန်းခန့်ကိုထိုင်းနိုင်ငံအတွင်းမှာအထူးအခွင့်အရေးတရက်အနေနဲ့တက်တန်းတို့လုပ်ငန်းစဉ်ကိုတက်မှတ်ကာလအတွင်းဆောင်ရွက်နိုင်ရန်ထပ်မံ၍ရှင်းလင်းတက်တန်းတို့တော်မှာဖြစ်တယ်လို့သိရပါတယ်။ ထိုင်းရမြန်မာလုပ်သားများဟာတက်မှတ်ထားတဲ့လုပ်ငန်းစဉ်တွေဆောင်ရွက်ပြီးပါကအလုံးလုံးကန်ခွင့်တက်တန်းနှစ်နှစ်ရရှိမှာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်မိသူမိဘဖြစ်ကြောင်းတက်တည်ခံလက်မှတ် Certificate of Identity စီရင်တက်တန်းတို့လုပ်ငန်းစဉ်များကိုလည်း2025ခုနှစ်ဇွန်လအတွင်းမှာဖွင့်လှစ်ဆောင်ရွက်ပြီးသွားမှာဖြစ်ပြီးအသေးစိတ်လုပ်ငန်းစဉ်ကိုထပ်မံဖော်ပြသွားမှာဖြစ်တယ်လို့အလုံးသမားတန်ယုံအရာရှိုံကအတည်ပြုထားတယ်လို့သိရပါတယ်။ဆက်လက်ပြီးနိုင်ငံတကာဒင်းသဘောကိုတက်ဆက်ပေးခြင်းပါတယ်။ပြားကောင်ရေနှစ်တန်းခွဲကျော်လွတ်သွားတာကြောင့်သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ သတင်းကိုတော့ညင်းကြောင်းဝါပြပလာတာပါကုန်တရင်ဒစီနဲ့တည်ဆောင်လာတဲ့ပြားကောက်ရီနှစ်တန်းခွဲကျော်လွတ်သွားခဲ့တာကြောင့်အမေရိကန်နိုင်ငံဝါရှင်တန်ပြည်နယ်ဝက်ကွန်းဒေသမှာဒေသခံတွေကိုသတိပြုနေထိုင်ဖို့အတွက်သတိပေးချက်ထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။လွတ်သွားတဲ့ပြားတွေဟာပြားရိုက်ထုံလုပ်တဲ့မွေးမြူရေးပြားတွေဖြစ်ပေမဲ့သူတို့ပုံမှန်နေထိုင်တဲ့ပတ်ဝန်းကျင်မျိုးမဟုတ်တလို့ပြားပြင်းမှလည်းမပါတာကြောင့်အခက်မတင်ရင်လူတွေကိုတိုက်ခိုက်လာနိုင်တာကြောင့်သတိပေးချက်ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။ ပြားတွေလွတ်သွားပြီးနောက်မှာကျွမ်းကျင်ပြားဖန်သမားတွေကိုတုံပြီးပြားတွေကိုပြန်လည်ဖန်ဆီးနေပေမဲ့လွတ်သွားတဲ့ပြားတွေအကုန်ပြန်ဖန်နိုင်မှုအရှင်ယူရမယ်လို့သိရပါတယ်။လွတ်နေတဲ့ပြားကောင်ကြီးများနေမယ်ဆိုရင်ဒေသခံတွေရဲ့စိုက်ပျိုးရေးလုပ်ငန်းတွေမှာပြားတွေကြောင့်ဝင်းမုံကူလုပ်ငန်းထိခိုက်တာပါဝင်ပုံမှန်မဟုတ်တဲ့ဂေယျဆက်နေမျိုးဖြစ်လာပြီးထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်လာနိုင်တယ်လို့သိရပါတယ်။နောက်ထပ်နိုင်ငံတကာတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ ရှောင်းနဲ့တမလီကိုရောက်စားခဲ့တဲ့မိဘနှစ်ဦးကိုထောင်နဲ့တတ်တတ်ရှာမှလိုက်ပါတယ်။ဒီတဲ့ကတော့ငင်းချမ်းအောင်ပြပို့လာတာပါ။တမင်းဖြစ်သူရောင်စားခဲ့တဲ့မိဘနှစ်ဦးကို တောင်အာဖရိကနိုင်ငံမှာထောင်ထက်တိုက်ရှာမှတ်လိုက်တယ်လို့သိရပါဗျ ဂျိုးစလင်းလို့အမည်ရတဲ့ရှောင်းနဲ့အရွယ်သမီးငယ်ကိုဖခင်ဖြစ်သူဂျက်ကွင်းအပေါ်လင်းနဲ့မိခင်ဖြစ်သူကယ်လီစမစ်တို့ဟာဂျိုးကွင်းအပေါ်လင်းတငယ်ချင်းဖြစ်သူစတီဗင်နိုဗာရိုင်းနဲ့ပူပေါင်းပြီးအမေရိကန်ဒေါ်လာတစ်ထောင်နဲ့ရောင်းစားခဲ့တာဖြစ်ပါတယ်။ခနာကိုအင်္ဂါစေပိုင်းတွင်အစာထုတ်ဖို့အတွက်ကလင်းငယ်တဲလိုအပ်နေသူစီကိုရောင်းစားခဲ့တာဖြစ်တယ်လို့လည်းရဲတပ်ဖွဲ့ရဲ့စစ်ဆေးမှုရတွေ့ရှိခဲ့ပါတယ်။ကယ်လီစမစ်ကတမင်းငယ်ပြောင်းဆောင်သွားတယ်လို့ရဲတပ်ဖွဲ့ထိုင်တိုက်ကြပြီးသူတို့ကျူးလွန်ခဲ့တဲ့ပြည်မှုကိုဖုံးကွယ်ဖို့အတွက်ကြိုးပမ်းခဲ့ပေမယ့်ရဲတပ်ဖွဲ့ကတနင်္ဂ ံလုံးတိုင်းတာနဲ့ဆက်စပ်ဖွဲ့တော်မူတွေကိုလှုပ်ဆောင်ပြီးနောက်မှာရောင်းစားခဲ့တာဖြစ်တယ်လို့အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။တရားရုံကဂျိုကွင်းပိုလေ၊ကယ်လီစမစ်နဲ့စတီဗီနိုဗာရိုင်းတို့သုံးကိုထောင်သက်သက်ရှာမိခဲ့ရဖြစ်တယ်လို့လည်းသိရပါတယ်။ဆက်လက်ပြီးအားကစားတဲ့ဘက်ကိုလည်းလက်ခံရရှိထားပါသေးတယ်။ချန်ပီယံတမိုင်မှာဂိုးပြည့်စုံရလန်နဲ့ PSG ချန်ပီယံဆုစုခဲ့ပါတယ်။ဒီတင်ကတော့ငင်းချောင်းဝါပြပူလာတာပါ။ PSG တင်းဟာ Inter Milan တင်းကို9ဂိုးကိုမရှိနဲ့အနိုင်ရရှိခဲ့ပြီး Champions League ပြိုင်ပွဲပိုးလူပွဲတမိုင်းမှာဂိုးပြည့်စုံရလဲနဲ့အနိုင်ရပြီး Champions League Champions League ကိုစခုနိုင်ခဲ့လို့သိရပါတယ်။ Champions League ပြိုင်ပွဲပိုးလူပွဲတမိုင်းမှာ PSG တင်းဟာပြိုင်ပွဲတင်းကိုဂိုးပြည့်စုံသွင်းနိုင်ခဲ့တဲ့ပထမဆုံးအသင်းဖြစ်ခဲ့ရလဲဖြစ်ပါတယ်။ PSG တင်ရရှိခဲ့တဲ့ဂိုးတွေကို Hakimi, Karekivia, Maiola တို့ကတကူးစီသွင်းခဲ့ပြီးဒူဝေကနှစ်ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။ အသက်၁၉နှစ်အရွယ်ပဲရှိသေးတယ်ကိုလင်ကစားတမဒူဝေဟာဒီပွဲမှာနှစ်ကိုသွင်းခဲ့တဲ့အပြင် PSG ရဲ့အသင်းချန်ပီယံနီချန်ပီယံဆူကိုပထမဆုံးတင်ရောက်နိုင်ဖို့အတွက်အကောင်းဆုံးရှေ့ဆွန်ပြခဲ့သူဖြစ်ခဲ့ပါတယ် PSG အသင်းဟာကမ္ဘာအကောင်းဆုံးစတမတွေဖြစ်ခဲ့ကြတယ်နေမှာအမ်ဘာပေမက်ဆီတို့ကိုခေါ်ယူဆူစီပြီးချန်ပီယံလိချန်ပီယံဆူရဖို့ကြိုးပမ်းခဲ့တော့ကမအောင်မြင်ခဲ့ပဲအရေးသွင်းမြင့်လူငယ်ချန်ပီယံကစားတမတွေနဲ့ဖွဲ့စည်းတိစောက်ပြီးမှအခုလိုချန်ပီယံလိချန်ပီယံဆူကိုရရှိခဲ့ရလဲဖြစ်ပါတယ် အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ့24နိုင်ရည်ကတည်းကနေဖြစ်ပါတယ်။တချို့အပိတ်ကြပြည်သက်များအားလုံးကျမ်းမာရှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။